ဂျပန်အခြေဆိုင်ကဘာကျော်ကားထက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Master ကလည်းတရုတ်မှာလက်စစ်ကားတွေထက်လုပ်နိုင်ဖို့အတွက်မဟာပြူဟာတွေချမှတ်လိုက်ပါတယ်။ကဘာအကြီးဆုံးကားပြပွဲတွေစီးရင်မှာထိတ်ဆုံးကိုရောက်လာတဲ့ Shanghai Auto Show 2025ပြီးမှာတော့ Master ကတရုတ်မှာလက်စစ်ကားတွေအကြီးကျယ်ထက်လုပ်နိုင်ဖို့အတွက်ပြင်ဆင်နေပါတယ်။သူတို့အနေနဲ့တရုတ်ခြေဆိုင်ကားကုမ္ပဏီတစ်ခုခုဒါမှမဟုတ်ကုမ္ပဏီ၃လေးခုနဲ့ပူးပေါင်းပြီးအကျိုးတူကားထလုပ်ဖို့အတွက်ပူးပေါင်းမဲ့ကုမ္ပဏီကိုရှာဖွေနေပါတယ်။ လာမယ့်2029အရမှာတော့တရုတ်မှာတစ်နှစ်ကိုကားအစီးရေ3သိန်းထုတ်နိုင်ဖို့အတွက်မျှော်လင့်ထားသလိုလက်ရှိတရုတ်ခြေဆိုင်ကုမ္ပဏီတွေနဲ့အကျိုးတူပူးပေါင်းထုတ်နေတဲ့လက်စစ်ကားတွေရဲ့ရောင်းအား90ရာခိုင်နှုန်းတိုးလာဖို့အတွက်ရည်မှန်းထားပါတယ်ဒါကြောင့်ပဲမာစတာရဲ့ဥက္ကဋ္ဌဖြစ်တဲ့မာရှီရိုမိုရိုကရှန်ဟိုင်းအော်တိုရှိုးလုပ်နေတဲ့၁၀ရက်အတွင်းမှာပဲတရုတ်ကိုနှစ်ကြိမ်တိတိလာရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာမာစတာနဲ့တရုတ်ကားကုမ္ပဏီချန်အန်တို့အကျိုးတူဖက်ဆက်ထုတ်ထားတဲ့မာစတာချန်အန် EZ60 လက်စစ်ကားကိုဈေးကွက်မှာရောင်းဖို့အတွက်မိတ်ဆက်ပွဲလုပ်ခဲ့ပါတယ်။ Pure EV စီတင်ကားဖြစ်တဲ့အတွက်ကြောင့်မယ် Master Chan and EZ60 ကားကိုလူစိတ်ဝင်စားမှုများခဲ့ပေမဲ့ဤပညာပိုင်းမှာတော့တရုတ်ကုမ္ပဏီတွေထုတ်ထားတဲ့ကားတွေလောက်မအောင်မြင်ဘူးလို့လည်းဝေဖန်ခံထားရပါတယ်။ ပြပွဲမှာတရုတ်ကားကုမ္ပဏီတွေရဲ့နှီးပညာသစ်တွေထထုတ်မှုရေးသွေးမြင့်လာတာတွေကြောင့်ပဲမာစတာဟာတရုတ်ကုမ္ပဏီတွေရဲ့နှီးပညာနဲ့ထထုတ်မှုကိုထိုးဖောက်နိုင်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတိုးဖို့ရှိတယ်လို့ကြေညာလိုက်ပါတယ်။မာစတာဟာတရုတ်မှာလက်စစ်ကထထုတ်ရေးလုပ်ငန်းတိုးတက်ဖို့အတွက် တရုတ်ယွမ်ငွေ10ဘီလီယံနဲ့ညီတဲ့အမေရိကန်ဒေါ်လာ1.3ဘီလီယံကိုထပ်ပြီးရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ ဒီရင်းနှီးမြှောက်နှံမှုဟာတရုတ်မှာလျှက်စစ်ကားနဲ့ hybrid ကားတွေထလှုပ်ဖို့အတွက်ပဲဖြစ်တယ်လို့ကုမ္ပဏီတာဝန်ရှိသူတွေကပြောထားပါတယ်။ Master ရဲ့ဥက္ကဋ္ဌကတော့အခုလိုရင်းနှီးမြှောက်နှံမှုတိုးလိုက်တဲ့အတွက်ကြောင့်လျှက်စစ်ကားထလှုပ်မှုတိုးတက်လာမယ်ပြင်နည်းပညာပိုင်းမှာလည်းရှင်ပေါင်းတန်းလာနိုင်မယ်လို့သုံးသပ်ထားပါတယ်။ တရုတ်ရဲ့ဆက်မှုမြို့တော်တစ်ခုဖြစ်တဲ့နန်ဂျင်းမြို့ကစက်ရုံမှာသူတေသနလုပ်ငန်းထုတ်လုပ်ရေးလုပ်ငန်းပြင်ပို့ကုန်စွမ်းရည်မြင့်တင်ရေးလုပ်ငန်းသုံးခုစလုံးလှုပ်သွားဖို့လည်းရှိနေပါတယ်။လက်ရှိချိန်မှာတော့ချမ်းအန်နဲ့အကျိုးတူဖက်ဆက်ထုတ်ထားတဲ့ Master Chan and ESET 60ကဟာပြင်ပအပူချိန်ကိုကာကွယ်ပေးနိုင်မဲ့ဘက်ထရီနည်းပညာအသစ်ပါလာတာကြောင့်ပြည်တွင်းဈေးကွက်မှာလူကြိုက်များနေတယ်လို့လည်းကုမ္ပဏီတာဝန်ရှိသူတွေကပြောထားပါတယ်။ တရုတ်ခြေဆိုင်ကုန်နေတွင်နဲ့ပထမဆုံးအကျိုးတူဖက်ဆက်ထုတ်ထားတဲ့ဒီကားဟာလေခွင်းအားကောင်းမဲ့ဒီဇိုင်းဖြင့်အတွင်းကအတန်ထိန်ချုပ်မှုနဲ့ရင်းရက်ထားတဲ့အခါမှာဖျော်ဖြေလှုပ်ပေးနိုင်မဲ့ entertainment screen တစ်ခုပါဝင်ပါတယ်တရုတ်ပြည်တွင်းထုတ်ကားရီလိုပဲဈေးသက်သာတဲ့ကားဖြစ်ပေမယ့်ဤပညာပိုင်းမှာတော့ထပ်ပြီးလှုပ်ဆောင်ရမယ်လို့ကုမ္ပဏီတာဝန်ရှိသူတွေက ဝန်ခံထားပါတယ် တရုတ်လက်စစ်ကားတွေရဲ့ဈေးကွက်ကပြီးခဲ့တဲ့နှစ်တွေကထက်အများကြီးကျေပြန့်လာတဲ့အတွက်ကြောင့်လာမယ့်2029မှာမာစတာဟာကားမော်ဒယ်အသစ်နှမျိုးကိုမိတ်ဆက်ဖို့ပြင်ဆင်ထားပါတယ်။လက်ရှိချိန်မှာတော့မာစတာဟာတရုတ်ပြည်တွင်းကားဈေးကွက်မှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့နိုင်ငံတကာဈေးကွက်မှာဈေးကွက်အခိုင်အမာရဖို့အတွက်ပြင်ဆင်မှုတွေစပြီးလုပ်ကင်နေတယ်လို့ကုမ္ပဏီနဲ့နှိစက်သူတွေကပြောထားပါတယ်ရှင်။